။ Okay အားလုံးပဲမင်္ဂလာပါ။အခုတလောကျွန်တော်ကိုလာလာမင်းနေကြတဲ့မိခွန်လေးဖြစ်တယ်ပေါ့နော်။အဲ့ဒါကတော့ပါလဲဆိုလို့ချင်ကျွန်တော်ဒီ Facebook မှာ180 day ပေါ့နော်အပိတ်ခံရတယ်ဆိုလို့ချင်းဘယ်လိုပြန်လောက်ရမလဲဆိုလို့မှကျွန်တော်ကိုလာမေးထားကြတယ်တငယ်ချင်းတွေအတွက်ဒီကနေ့ကျွန်တော်လာပြီးတော့အဲ လုတ်ပြပေးမယ်နော်ဘယ်လိုလုတ်ရလဲဆိုတာကိုကျွန်တော်ပထမအဆုံးကြည့်လိုက်ပါโอเคမိမိရဲ့ phone facebook တွေဝင်လိုက်ပြီဆိုလို့ချင်းခုလိုမျိုးပဲကျွန်တော်180 days ဆိုပြီးတော့မှသူကကျွန်တော်ဒီအယူခံဝင်ခိုင်းတယ်ပေါ့ဗျာယူခံဝင်ခိုင်းတဲ့အခါမှာအခုကျွန်တော်ဝိုင်းပြထားတဲ့ဒီအန်ဒီယောဆာလာလီနဲ့ဝိုင်းပြထားတဲ့ညာလေးထုပြတဲ့နေရာလေးကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပေးပြီးသွားပြီဆိုတော့ဒီအဆင့်ကိုရောက်လာပါလိမ့်မယ်ဒီအဆင့်မှာတငယ်ချင်းကမြန်မာနိုင်ငံမှာနေတယ်ဆိုလို့ချင်းအခုကျွန်တော် ဝိုင်းပြတဲ့ဒီ country ဆိုတဲ့နေရာမှာမြန်မာနိုင်ငံကိုပြောင်းလိုက်ပါပြောင်းပြီးသွားပြီဆိုလို့ကျွန်တော်ကျွန်တော်ဒီဘက်မှာဖုန်းနံပါတ်ထည့်ပေးလိုက်ပါပေါ့နော်ကျွန်တော်ဒီဘက်မှာဖုန်းနံပါတ်ထည့်ရမှာပဲဖြစ်ပါလေဖုန်းနံပါတ်ထည့်ပြီးသွားပြီဆိုတော့ကျွန်တော်အောက်မှာ sound code ဆိုတာရှိပါတယ်အခုကျွန်တော်မြတ်ပြရတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ ပြပြတဲ့နေရာလေးကိုရောက်လာပြီဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုကုတ်လျှောက်လုံးကြလာပါလိမ့်မယ်။အဲ့ဒီကုတ်လျှောက်လုံးကိုကျွန်တော်ဒီနေရာမှာထည့်ပေးလိုက်ပါ။ကျွန်တော်ကတော့ခုလက်ရှိထိုင်းနိုင်ငံမှာဖြစ်တယ်ပေါ့နော်။အဲ့ဒီနေရာမှာထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်ဒီမှာ continue ဆိုတဲ့နေရာကြီးရှိပါတယ်။အခုကျွန်တော်မြပြကြီးဝိုင်းပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီအဆင့်ကိုရောက်လာပါလိမ့်မယ်။ ဒီအစ်စ်ကိုရောင်းလာပြီဆိုရင်တော့ကျွန်တော်ဒီ180ဒေးကိုပြန်ဆယ်တဲ့အခါမှာအဲဒီ Facebook ကိုဖွင့်ခဲ့တဲ့ဖုန်းနံပါတ်ဒါမှမဟုတ် Gmail လေးရှိဖို့လိုအပ်ပါတယ်အဲ့ဒီကိုဒီ Facebook မှာဖွင့်ခဲ့တဲ့ Gmail ကိုဒီအစ်စ်မှာကျွန်တော်ထည့်ပေးလိုက်ပါထည့်ပေးပြီးတော့ပြီဆိုတော့သူ့ကိုလည်းကျွန်တော်ဒီကုတ်တောင်းရမှာပေါ့နော် Facebook ဒီမေးထည့်ပြီးတော့ပြီဆိုတော့ဒီနေရာမှာကျွန်တော်ဒီ set login code ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပေးပြီးတော့ပြီဆိုတော့ကျွန်တော်ဒီအဆင့်ကိုရောက်လာပါလိမ့်မယ် ဒီဆေးကိုရောက်လာပြီဆိုတော့ကိုယ့်ရဲ့ကြည်မေးတဲ့ကိုသွားပြီးတော့မှကုတ်ဆောက်လုံးကိုယူပြီးတော့ဒီနေရာမှာထည့်လိုက်ပါထည့်ပေးပြီးသွားပြီဆိုတော့အခုကျွန်တော်ဒီဘက်မှာပြထားတဲ့နှိပ်ဆိုပြီးတော့မြားလေးနဲ့ပြထားတဲ့နေရာလေးကိုကျွန်တော်တစ်ဆင့်ထပ်နှိပ်ပေးလိုက်ပါနှိပ်ပေးပြီးသွားပြီဆိုတော့ကျွန်တော်ဒီအဆင့်ကိုရောက်လာပါလိမ့်မယ်ဒီအဆင့်မှာဆိုလို့ချင်တော့ကျွန်တော်ဒီမိမိရဲ့မျက်နှာပါတဲ့ဆဖီပုံပေါ့နော်ကျွန်တော်ဒီကိုယ့်ရဲ့ပုံကိုဒီနေရာမှာထည့်ပေးရမှာဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့ကိုယ့်ရဲ့ profile မှာတင်ခဲ့တဲ့ပုံပေါ့နော်အဲ့ဒါမျိုးမျက်နှာနဲ့တည်တည်ချာချာတင်ခဲ့တဲ့ပုံကိုထည့်ပေးပါထည့်ပြီးပြီးတော့ပြီဆိုတော့ကျွန်တော်အောက်မှာ continue ဆိုတဲ့နေရာလေးပေါ့နော်အခုဒီမှာထည့်ပြီးသွားတဲ့နေရာပြီးရင်တော့ဒီမှာ continue ဆိုတဲ့နေရာလေးကိုကျွန်တော်ကတစ်စင်းထပ်နှိပ်ပြီးလိုက်ပါနှိပ်ပြီးပြီးတော့ပြီဆိုတော့ကျွန်တော်ဒီဆင်းကိုရောက်လာပါလိမ့်မယ်ဒီအစ်မဆိုလို့ချင်းအခုလိုမျိုးပေါ်လာရင်တော့မိမိရဲ့ Facebook အကောင့်ကိုပေါ့နော်ကြောဒီ Facebook ကနေဒီမှာပြန်လဲစစ်စစ်ပေးတယ်စစ်စစ်ပေးပြီးတဲ့နောက်ပိုင်းမှာ တနာရီအတွင်းမှာမိမိအကောင့်ကိုပြန်ဝင်ကြည့်လိုက်ပါပြန်ဝင်ကြည့်ပြီးကြောက်ပြီဆိုရင် Facebook ထဲမှာအခုလိုလေးပြလာပါလိမ့်မယ်အခုလိုလေးပြလာပြီဆိုရင်တော့မိမိရဲ့အကောင့်ကိုလော့ပြန်ဖွင့်ပေးလိုက်ပါအကောင့်ကိုပြန်ဝင်ကြည့်လိုက်ပါပြီးရင်တော့ဒီမှာကျော်ဒီနောက်ဆုံးအဆင့်ပေါ့နော် you can တင်လာတာတနာရီတွင်အကောင့်ပြန်ဝင်တဲ့အခါအခုလိုပေါ်လာပြီဆိုတော့ကျွန်တော်ကျော်အောက်ကဒီ stats ဆိုတဲ့ security stats ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်နှိပ်လိုက်ပါထပ်နှိပ်ပြီးသွားပြီဆိုတော့ကျော်ဒီမှာ နောက်တစ်ဆင့်အနေနဲ့ဒီမှာနှိပ်ဆိုတဲ့နေရာလေးကိုထပ်နှိပ်ပေးပါနှိပ်ဆိုတဲ့နေရာကိုနှိပ်ပေးကြောပြီဆိုတော့ကျွန်တော်ဒီမှာဖုန်း or email တစ်ခုခုယူပေါ့နော်ကိုယ့်ရဲ့ဖုန်းထဲမှာ Facebook ထဲမှာထည့်ခဲ့တဲ့ဖုန်းနံပါတ်သို့မဟုတ်အဲ Gmail ကိုယူပေးလိုက်ပါယူပေးပြီးသွားပြီဆိုတော့ကျွန်တော်ဒီမှာအဲ့ဒီ Gmail Gmail ကိုဒီနေရာမှာကျွေးပြီးသွားပြီဆိုတော့ကျွန်တော်အဆက်ကလေးပေးလိုက်အဆက်ကလေးပေးပြီးသွားပြီဆိုတော့ကျွန်တော်ဒီနေရာမှာနှိပ်ဆိုတာလေးကိုထပ်နှိပ်ပေးလိုက်ပါ နေစွာလေးကိုနှိပ်ပေးပြီးတော့ကျွန်တော်ဒီဂျီမီထဲမှာကုတ်6လုံးကြာလာပါလိမ့်မယ်အဲကုတ်6လုံးကိုယူပြီးတော့မှဒီနေရာမှာထည့်ပေးလိုက်ပါအခုလို့ဒီနေရာကိုကိုဖန် URID ဆိုတဲ့နေရာမှာကျွန်တော်ထည့်ပေးပြီးတော့ပြင်ဆင်တော့ကျွန်တော်နှိပ်ကိုထပ်ပြီးတော့နှိပ်ပါပြီးတော့ပြင်ဆင်တော့ထပ်ပြီးတော့ဒီလိုနေရာမှာကျွန်တော်နှိပ်ကိုထပ်နှိပ်လိုက်ပါဒီနေရာကိုရောက်လာပြီဆိုတော့ကျွန်တော် back to facebook ကိုဝယ်နှိပ်ပါဘောနော်အခုကျွန်တော်ဝိုင်းပြထားတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါ ပြီးတော့ပြီဆိုတော့ကိုယ့်ရဲ့ Facebook အကောင့်လေးကို180ပိတ်ခံထားရတဲ့အကောင့်လေးကိုအောင်မြင်ဆောင်နဲ့အဲပြန်လဲရရှိသွားမှာပဲဖြစ်ပါတယ်ဒီနည်းတိုင်းလေးနဲ့လုပ်ကြည့်ပါမရဘူးဆိုတဲ့သူတွေကျွန်တော်ရဲ့ဒီ page messenger ကိုလာမေးပါကျွန်တော်ပြောပြပေးပါမယ်ပေါ့နော်အားလုံးပဲဆင်ပြေကြပါသေးနောက်ထပ်သိကျင်တဲ့အကြောင်းအရာချင်းတော့ဒီ video file ရဲ့ comment မှာမေးခဲ့ပါကျွန်တော်ပြောပြပါမယ်နောက်ထပ် video တစ်မှာပြန်တွေ့ကြမယ်